ဒီလောက်အသိဉာဏ်တော်မရှိတဲ့ခမားတို့ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီနိုင်ငံရေးပါအမျိုးသားရေးပါအော်ဒီနာခမားတို့လုပ်တဲ့အမျိုးသားရေးဟာဒီနိုင်ငံဝိုင်းပြီးနှစ်နေတာအတူတူပဲအဲအကြောင်းလည်းခမားတို့ကိုဒီ NASA ကကလုံးဝလုံးဝဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီလိုမျိုးထူလာတာနော်နှိမ်လာတာဘာကြောင့်နှိမ်မှာနှိမ်မှာပေါ့ခမားတို့အသိဉာဏ်တွေကလည်းနည်းနည်းပဲရှိတာတော်နာမည်ကြီးတရားပေါ့ဗျာနော်နာမည်ကြီးတရားဆိုရင်ကျွန်တော်စိတ်ထင်နေတာပေါ့ဗျာသူ့ကိုချစ်တဲ့သူတွေအများကြီးရှိမယ်လို့ထင်ကြသူ့ကိုမုန်းတဲ့သူတွေကသူ့နဲ့တည်းကိုပေါ့ဗျာနော် သူသူနဲ့တင်းသွားတွေ့တယ်အဲ့တော့သူ့ကိုမုန်းတဲ့သူတွေကစူပါမင်းဝိုင်းပြီးလှုပ်ကြံလာဒါပဲလေဒီလှုပ်ကြံမှုသူခံရတာဖြစ်တယ်အဲ့တော့သူ့ကိုချစ်နေတဲ့သူတွေကလည်းသူ့ကိုချစ်ကြောင်းတဲ့ဆန္ဒထုတ်ဖော်ပြသရမယ်လို့ကျွန်တော်ကပြောခဲ့။ဒါပေမဲ့ခတ်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့ဗျာနော်။အနီးပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်နိုင်ငံအသိဉာဏ်ကဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လက်တောက်လောက်ပဲရှိတယ်။အဲ့တော့ခင်ဗျားတို့နိုင်ငံရေးလောကမှာခင်ဗျားတို့ဒီအစိမ်းပိန်ပေါ့နော်။စိမ်းပိန်တွေကြောင့်နိုင်ငံပြည်စည်းသူတို့ ဲ့တော့ခင်ဗျားတို့ကစစ်တပ်ထောက်ခံတဲ့နေရာမှာနှမျိုးနှစားရှိတယ်နော်အဘဘောမားနဲ့စစ်တပ်ဘောမားဆိုရှိတယ်စစ်တပ်ဘောမားစစ်တပ်ကြီးတစ်ခုလုံးကိုမတာခင်ဗျားတို့ကအဘဘောမားဆိုတာမျိုးဟာဥမေအွန်လိုင်းတယောက်ထဲရဲ့ဘောကိုထိုင်မှနေတယ်အဲ့တော့ကိုစင်ကိုတိ ့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နောက်ထုံးစံတိုင်းပဲဗီဒီယိုဖိုင်ပိုင်းစာလေးကိုပြန်ကြည့်ရမှာဖြစ်ပါတယ်ပထမအဦးဆုံးကြည့်ရမယ့်ဗီဒီယိုဖိုင်ကတော့နော် TVB ရဲ့တည်င်းကိုအရေးဆုံးနားထောင်ကြည့်ကြအောင်နော်နားထောင်ကြည့်ကြအောင်စစ်တပ်ထောက်ခံသူဇော်ဖုံးဟင်းကိုမန္တလေးနန်းတွင်စစ်ကြောရေးကိုပို့ဆောင်ထားပြီးမန္တလေးစခိုင်းမကွေးဒေသတွင်မှစစ်ကောင်စီနဲ့ပြည်စောထိအဖွဲ့တွေကြားမကြေလည်မှုတွေပုံများလာပါတယ်တုတချမ်းသာပေးပို့ထားပါတယ်ခင်ဗျာ တက်မတော်မှာဗျာဖခင်တယောက်အနေနဲ့နော်အန်ဒီဂျူဂျူလာဆိုလဲမိခင်တယောက်အနေနဲ့ကျွန်တော်တို့တက်မတော်သားအနေနဲ့တက်မတော်သားမိသားစုတွေကို ပြန်ကြည့်တင်ပါတယ်စစ်ကောင်စီကိုဝေဖန်မှုတွေဇက်တိုက်ပြုလုပ်ခဲ့တဲ့စစ်တပ်ထောက်ခံသူဇော်ဘုံဟင်းကိုမန္တလေးနိုင်ငံစစ်ကြောရေးမှစစ်ဆေးနေတယ်လို့မန္တလေးဒေသခံ PDF ကောင်းဆောင်တယောက်ကပြောပါတယ်ပြင်းဦးနေမျိုးသုံးတော်ရမနေထိုင်တဲ့ဇော်ဘုံဟင်းကိုဂျွန်လာနေ့ရက်နေ့မှာစစ်ကောင်စီကဖမ်းဆီးခဲ့ပြီးပုံမှန်နှစ်ခုနဲ့အမှုဖွင့်ကြတာပါဇော်ဘုံဟင်းကအဖမ်းခံရပြီးနောက်မှာပြင်းဦးနေမျိုးနဲ့ပြင်စာရွာရဲစခန်းကိုရောက်လာခဲ့တယ်လို့အနည်းစခန်းစစ်ကြောရေးကိုလည်းရောက်လာခဲ့ပဲမန္တလေးနိုင်ငံစစ်ကြောရေးကိုအပိုခံထားတယ်လို့ဆိုပါတယ်ဇော်ဘုံဟင်းကတော်တော်လေးမတနာပါ အခုပြပြရအောင်လေနမ်းမင်းနဲ့ဒီဦးလေးတို့ကရေးရတော့မှန်ဆိုလို့ရှိရင်ဒီဦးလေးဒီကောင်သုံးတော်ပတ်နေတာဆိုတော့မင်းစကန်နဲ့သက်ဆိုင်ကိစ္စကန်ကိုပြန်စားလို့ရောက်မလာဘူးပြန်စားနဲ့သက်ဆိုင်တာကိုသုံးတော်ပြန်စားနဲ့ပုံကြီးရအပြန်စားရေးနဲ့ကောင်းတော့ရောက်မလာဘူးကိုမင်းမင်းနဲ့လည်းရောက်မယ်ကိုအဲ့လိုပြင်တော့ရရတာရှိသူတို့အဲ့လိုပြင်တာကျွန်တော်တို့ကတည်းကဝမ်းသာအားရပါလိမ့်ကျွန်တော်ကအဲ့လိုကိုမှတ်ယူနောက်တစ်ခုကတော့တတိယမင်းစကန်ပါလဲဆိုတော့လမ်းကျုပ်သလန်ကရွေးချင်ရကြလာပေါ့အဲ့ဒါလေးတော့တံတရားဖြစ်မိတယ်ဦးနေဝင်ကိုဦးတိုင်းရွှေရဘီမတက်တယ်ဦးတိုင်းရွှေကိုမြောင်းလာဘီမတက်တယ်စစ်စစ်ထဲမှာလည်း အလားယာတိယာကဆိုတဲ့အဲဒီမှာသုတ္တတွေလောက်လာပါလေအရာတို့ကနေပေးချအနာပေးနာပေးတဲ့ဆိုတာလူသားကောင်းအောင်ဆိုတော့ဒီစီရင်တရားကိုစစ်ကြည့်လို့ဓမ္မကရေကအစဉ်ပိုင်းရှိအဲကြမ်းမှာမှာသဘောရင်းလို့ပေါင်းတဲ့ငမွားလေးပဲလေ မန္တလေးတိုင်းမြင်းညံခေမှာနာမည်ကြီးတဲ့အမျိုးသမီးပြူစောတီကောင်းဆောင်တီရာယူမွန်ဟာလည်းဧပြီလကမိုင်ကလေးကလှုပ်ရှားမှုမရှိတော့ဘဲသတင်းတွေညင်နေခဲ့ပါတယ်။ဧပြီလကလေးကစစ်ကောင်စီရဲ့မြင်းညံခေရင်အတွင်းတိုက်ပွဲတွေမှာပြူစောတီတွေကိုမတုံတော့ဘဲစစ်ကောင်စီကသူတို့စစ်သားတွေကိုပဲအုံပြုနေတာတွေ့ရတယ်လို့ဒေသခံ PDF ကောင်းဆောင်တယောက်ကပြောပါတယ်။ဒီကတီရာယူမွန်ညင်နေဆိုတာလေဘာဘောကဘယ်အနာရှင်မဆိုဘောနော်ဘီတူကိုစော်ကားတယ်ဒီနေ့ဘီတူချိန်သာမိကြပါပဲ။တီရာယူမွန်သူ့သူ့ဘောနော်အမြင့်ပြိုင်ပြဲမပြတ်ချင်နေဘောနော်ဒီကြတာတခုကတော့သူအမြင့်မပြတ်ဘူးဆိုလေသူ့အမြင့်ပြောင်း ကြီးတို့ကြားမဲ့တွေကတော့အမြင့်ဖြတ်ပေးရမှာပဲဗျ။အာရရှိတဲ့လူကြီးတွေအများဆိုတော့သူတို့မကောင်းကြောင်ပြောရင်တော့ခမချက်ချင်းလက်နေဗျ။တရားဆွဲမယ်လို့ပြောတာနဲ့တတိပေးတာပြောရတာနဲ့တကယ်ပြည်သူတွေရဲ့အခက်အခဲတွေကိုပြောပြရင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပြောပြရင်ခြေထမ်းမှာသံမတော်သားတွေရဲ့ဒုက္ခတွေကိုပြောပြရင်လူတို့တွေရဲ့နားတွေကလေးနေရပြန်တယ်။သူကနှိုင်းနေဖြစ်ဖို့ကများတယ်နော်။ မကွေးတန်းကနမဲကျော်စစ်တပ်ထောက်ခံသူတင်ငန်းဝပောက်ကူတော်ကလည်းပြူစောတီတွင်နဲ့စစ်တပ်ထောက်ခံသူတွေကိုစစ်ကောင်စီကဖမ်းဆီးရေးယူနေတာတွင်နဲ့ပတ်သက်ပြီးအင်တာနက်လူမှုကွန်ရက်တွေကနေဝေဖန်မှုတွေဇက်တိုက်ပြုလုပ်နေတာတွေ့ရပါတယ်။မိတ်ကလာမျိုးဝင်ကိမ်းမှာပုံမှုဝေဖန်တဲ့ပြဿနာဖြစ်ခဲ့တဲ့မိတ်ကလာပြည်သူစစ်ကောင်းဆောင်စော်ယူထွန်းကိုမေလ29ရက်နေ့မှာစစ်ကောင်စီမိတ်ကလာမျိုးနဲ့တရားရုံးကပုံမှန်99ကကြီပုံမှန်66ကကြီလိုနဲ့မိတ်ကလာအကျဉ်းဆောင်ကိုပို့ခဲ့ပြီးနောက်ပောက်ကူတော်ကပြင်းပြင်းထန်ထန်ဝေဖန်တာတွေပြုလုပ်ခဲ့တာပါ။ ခုချိန်မှာကဘယ်သူမျိုးမဆိုစစ်တပ်နဲ့မထိတွေ့မိပါစေ။အဲစစ်တပ်နဲ့ထိတွေ့မိရင်ဘယ်သူမျိုးမဆိုသူဒုဗက်ကလူကိုယ်တော်ကလူမျိုးဆိုသူဖမ်းဆီးပြီးတော့ထိသိမ်းမဲ့ဒီစားဖြစ်နေတာ။သူနာနာရသည်မြန်မာရသည်သူတို့ဘလောက်ပဲပြဆက်ပြဆက်အချင်းကြရင်ကျင်းလာကုတော်ပြည့်စုံတယ်သူဆက်ကြည့်သားလဲစားမှာသူတို့300ရောင်းတော့မှာသူတို့300ရောင်းသူတို့ကတော့ချနေကြမှာဒါကြောင့်ဒီလိုကော်ပီဆော့ရှင်နဲ့အမြင်မှန်ရချောင်းဒီလိုရင်ကိုခေါ်လို့ရောက်ဒါပဲကျွန်တော်တို့တို့လိုပါ မန္တလေးတိုင်းမြင်းကြံမှာတီရာယုံမမကွေးတိုင်းမှာပောက်ကိုရောစကိုင်းတိုင်းမှာဝါသဝကိုရောတို့ဟာဆရာနာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီရဲ့အရန်အင်အားဖြစ်ပြူစောတိဖွဲ့တွေကိုဦးဆောင်ခဲ့သူတွေဖြစ်ပါတယ်2023ခုနှစ်မြောက်ပိုင်းမှာမိတ်သုံးဘွေရဲ့စစ်တုံညာနှစ်ခုစစ်စင်ရေးမှာစစ်ရေးချိန်ဝင်ရှာပြောင်းလဲဖြစ်ပြီးနောက်မန်းစကိုင်းမကွေးကပြူစောတိတွေကိုစစ်ကောင်စီကလက်နက်နဲ့ရိတ်ခါပုံမှန်မထောက်ပံ့နိုင်တော့ပဲအဲ့ဒီနောက်ပိုင်းမှာသူတို့အချင်းချင်းကြားပြဿနာတွေပိုကြီးထွားလာခဲ့တာတွေ့ရပါတယ်ကျွန်တော်သူတချမ်းသာပါ ပါရဲ့ဗီဒီယိုဖိုင်ကိုပဲစနားတော်ကြည့်ကြအောင်နော်။ဒါပေမဲ့ကျွန်တော်တို့ကအမြင်ရင်းမတူမဲ့ကျွန်တော်တို့မှာကိုချင်းစားတဲ့စိတ်လိုရှိတယ်။ကျွန်တော်လည်းအပတ်စင်ငယ်တယ်ပေါ့ဗျာ။ကျွန်တော်တပည့်လူလည်းပြောလို့ရတော့ကျွန်တော်က6တုံညစပါလေ။ကျွန်တော်တငယ်ကျွန်တော်နဲ့အပတ်စင်ငယ်တဲ့ညီလေးက9တုံညစ။သူကတော့ခုချိန်မှာ 2IC ဖြစ်နေတယ်ပေါ့။သူပြောပြလိုက်တာပေါ့လေ။ကိုကြီးတဲ့ကျွန်မဟင်းကိုပြုံးလို့တော့ဖမ်းလာတယ်။ ပြင်ဦးလို့တော့ဖန်လာပြီးတော့ကျွန်တော်တို့ဘယ်လိုကုန်းလဲစစ်ယုံမှာစစ်နေပေါ့လားဘယ်လိုကုန်းလဲတော့တီးတဲ့စစ်ယုံဆိုတည်ရှိတယ်စစ်ယုံမှာစစ်လိုက်တာထို့တူပါပဲလေခြေဆက်ပြည့်တဲ့ကလေးတွေမိလို့ရှိရင်လည်းသူဆန္ဒပြတဲ့ကလေးတွေမိရင်ရိုက်တာနဲ့နှက်တာနဲ့မင်းကလေးတွေဆိုရင်သူပြောပြတာပေါ့နော်မလင်းကျင့်ခံရတာနဲ့မချစ်မဆန့်ရိုက်နဲ့ပြီးတော့သူတို့တတ်ကြတယ်တတ်ပလိုက်တယ်လူစုံမိုးဟင်းကိုလည်း ြိုက်ထားတာကလေကိုကြီးကြည့်လို့တော့မရဘူးတဲ့မျက်နာမှာလည်းဖူးရောင်ကားမျက်စိကလည်းတွေးကြည့်တွေဥနားထဲကလည်းတွေးတွေထွက်ဖင်နှင်းကလည်းချီတွေထွက်တယ်ဇော်မိုးဟင်းကိုရိုက်တာဒါသူတို့ဘုံမအချင်းချင်းတော့ဘယ်လောက်ရိုက်တာ ကျွန်တော်တို့ခြေဆက်ပြည်တဲ့တည်းဆိုတော့မပြောတော့နဲ့ပေါ့သူပြောပြတာပေါ့နော်ကျွန်တော်ကတော့ဘယ်လိုသူပြောစကားနဲ့ပဲလဲမြေလေးတို့အဲ့ဒီပုံလိုပို့ပေးပါလားလို့ကိုကြီးဆရာကြီးဟုတ်လို့ပြောတော့ ကိုကြီးရေပို့လို့မရဘူးလေပို့ရင်ကျွန်တော်တို့ short ရှိရဲ့လေကျွန်တော်ကဘယ်လိုပဲဆိုတော့အဲ့မှာဥစည်းဥဆောင်စစ်နေရတာမဟုတ်ပါနဲ့ကျွန်တော်တို့ကကြည့်လို့ရတယ်ပြုလို့ရတယ်ဘောနော်ဥစည်းဥဆောင်လို့ကျွန်တော်တို့မှာခင်းနေမင်းတို့စစ်လို့မရဘူးတဲ့သူ့ကိုရိုက်တာကခြေတော်တွေမှာသူလဲမကြည့်အောင်တမန်တော်ပဲရိုက်တာခြေတော်တွေကတလိန်လုံးနဲ့လှိမ့်တာဒါပဲ ပြည်သူကြံပြည်သူပေါ်မကောင်းကြတဲ့လူတွေဒါလိုပဲဖြစ်မှာပဲ။ဘာလဲပြည်သူနဲ့ပူးပေါင်းလိုက်ရင်ဆိုမိုးရင်အတွက်ချမ်းသာရ။အခုတော့ပြည်သူနဲ့မပူးပေါင်းတော့သူ့တိုင်းနဲ့သူ့ကံလို့ပဲကျွန်တော်တို့တော့ပြောရတော့မှာပဲ။ကျွန်တော်တို့ပြည်သူနဲ့ပူးပေါင်းရင်သူ့အတွက်ကျွန်တော်တို့ပြည်သူကကြီးဆက် PDF တွေရိုက်မှာမဟုတ်ဘူး၊တတ်မှာမဟုတ်ဘူး၊ပြစ်မှာမဟုတ်ဘူး။ရိုက်ရင်လည်းတစ်ချက်နဲ့ချက်ပေါ့ဗျာ။ထိုးရင်လည်းတစ်ချက်နဲ့ချက်ပေါ့ဟုတ်လား။ဘယ်လောက်ပါပဲ။အခုကြည့်သူတို့ခွေးချင်းကြီးကြိုက်တာဘလို့ကြိုက်တယ်တော့ကြည့် အဲ့ဒါကြောင့်မို့ပြောတယ်အခုကြံနေတဲ့နော်နောက်တခါဒဇင်ဦးလို့ဟဲ့လားပူတူလို့ဟဲ့လားနော်ငါဆိုင်လို့ကြံနေတဲ့မြမပြူကိုတွားပြီးကြောင်းနေရဲ့ကောင်းလားမင်းတို့အလက်ပဲချင်းရောက်မလဲမင်းတို့ကြည့်နေဦးနော်ကိုကောင်ရောသတင်းတော့ကြော်စူးလို့ကြော်မျိုးမင်းတို့ကတော့ကြော်စူးကြော်မျိုးမင်းကတော့အဖမ်းခံထားရပြီသူတိနေပြီနှက်သွားသူ့လည်းထုတာထောင်းတာပုစပစက်ထုတာနော် အဲ့ဒါကြောင့်မို့ခင်ဗျားတို့ကိုကျွန်တော်ပြောချင်တယ်အခုဘောမအမေသားသမီးများဘောမဘောမဘောမတွေပေါ့ဗျာဘောမအမေသားသမီးတို့မဟုတ်ဘူးဘောမဆိုမှတော့ဘယ်နေရာမှာတုံးလို့မရအောင်ဘောမဆိုဘယ်နေရာမှာတုံးလို့မရတဲ့ကောင်မို့လို့ကျွန်တော်ပြောချင်တယ်ဟုတ်လားကျွန်တော်တို့နဲ့ပူပေါင်းပါเนาะကျွန်တော်တို့နဲ့ဂျီဇက်ပီဒီအက်တွေနဲ့မပူပေါင်းရင်ခင်ဗျားတို့တွေအန္တရာယ်ရှိတယ်အခုကြည့်ဇမိုးရင်းကိုကျွန်တော်တို့တနာမယ်ကျွန်တော်တို့ဘာမှမတတ်နိုင်ဘူးအင်း မတကာကျွန်တော်တို့ဂျီဆက်ပီတီအက်ဒီတာဇမုံကြီးပူပေါင်းမယ်ဆိုရင်တော်တော်လေးအသက်ချမ်းသာရမယ်အခုတော့ PC ရင်းညူနေနာရီဖူးရောင်ကားနားရဲသွေးလေးထွက်ဖင်နေရချီးလေးထွက်ခြေတော်တွေကိုဒလိန်တုံးနဲ့လှင့်ဇမုံကြီးကိုစစ်ကြောရေးမှာစစ်နေပါလေလို့နော်သူ့ကို15ရက်တိတိစစ်မယ်15ရက်တိတိစစ်မယ်ဆိုတော့တော်တော်လေးကန့်ကောင်းပါဘူးကန့်ကောင်းတဲ့လူတော့မတည်ဘူးဗျာဒါသူတို့ချင်းချင်းစစ်မှာနော် နားလိုက်စစ်လိုက်ရိုက်လိုက်နားလိုက်စစ်လိုက်ရိုက်လိုက်မသိဘူးတမဲကျွေးလိုက်အဲလိုစစ်မှာ59ရက်တည်းရဲ့အခက်မသိရင်ဆိုမဟုတ်တည်တာတော့ကျွန်တော်တို့မကြည့်ရဘူးပေါ့ကဒါပေမဲ့သူ့တိုင်းနဲ့သူ့ကန်းလို့ပဲကျွန်တော်ထားမယ်အမှန်တော့ဘောမလေးမင်းတို့ဒီအောင်နားထောင်တာ ငါးသီးကိုပုံလေမပို့လောက်ပုံလေပို့လာရင်ဒီပုံလေးကိုငါချပြီးမယ်ပုံလေပို့မလာငါဘယ်လိုမှချလို့မရဆရာနဲ့တပုံရင်ခွင့်တော့မရဘူးလေသူ့ကိုစစ်နေသေးတယ်ချင်အောင်မလေးအဲ့လောက်နှုတ်လုံတာဆရာဆရာကပဲကျွန်တော်ပြောတာလေကျန်တဲ့လူကျွန်တော်မှပြောမှမရှိဘူးရဲဘော်တော့ကျွန်တော်မဟုတ်ဘူးအဲ့တော့ဘောမာတွေမင်းတို့ view ဆိုင်ကြနော်မဆိုင်လို့ဟာပူတူလို့နော်မင်းတို့နောက်ဝါဟိုဘောမာကျန်နေတယ်နော်မင်းတို့ view ဆိုင်နော်ဒီလောက်ပဲနော် โอเคมะเนี่ยเนาะจนปกโกตัวရဲ့วิดีโอไฟล์ကိုတင်ထားတယ်เนาะအဲ့ဒီပกโกတော့ကเนาะအဲ့ဒီပြောင်းကြီးကိုဒီမှာလာပြီးမှာစန္ဒပြပါခကြီးခကြီးစရိခံပေးမယ်လို့ပြောတဲ့အတကြောင့်เนาะဒီနေ့เนาะပြောင်းကြီးကတော့ပြန်ဆိုပြီးနားတောင်ကြည့်ကြအောင်เนาะအဲ့ဒါနာမည်ကြီးတယောက်ပေါ့ဗျာเนาะဆောင်းဖုံးနာမည်ကြီးတယောက်ဆိုတော့ကျွန်စိတ်ထင်နေတာပေါ့ဗျာသူ့ကိုချစ်တဲ့သူတွေအများကြီးရှိမယ်လို့ထင်ကြသူ့ကိုမုန်းတဲ့သူတွေအထုနဲ့ဒေးကိုပေါ့ဗျာเนาะ သူသူနဲ့တွေ့သွားတွေ့တယ်အဲ့တော့သူ့ကိုမုန်းတဲ့သူတွေကစူပါမင်းဝိုင်းပြီးလှုပ်ကြံလာဒါပဲလေဒီလှုပ်ကြံမှုသူခံရတာဖြစ်တယ်အဲ့တော့သူ့ကိုချစ်နေတဲ့သူတွေကလည်းသူ့ကိုချစ်ကြောင်းတဲ့ဆန္ဒထုတ်ဖော်ပြသရမယ်လို့ကျွန်တော်ကပြောခဲ့။ဒါပေမဲ့ခတ်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့ဗျာနော်။အနီးပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်နိုင်ငံအသိဉာဏ်ကဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လက်တောက်လောက်ပဲရှိတယ်။ဟာခင်ဗျားတို့နိုင်ငံရေးလောကမှာခင်ဗျားတို့ဒီစိမ့်ပိမ့်ပေါ့နော်။စိမ့်ပိမ့်နေကြောင့် နိုင်ငံပျက်စီးတယ်လို့နီပိန်နေကြတဲ့နိုင်ငံပျက်စီးတယ်ကျွန်တော်ကပြောတဲ့စကားတစ်ခုကဘလောက်ထိအဲ့တို့နားမလဲတယ်ဆိုတဲ့ခါကျကျွန်တော်ဆန္ဒထုတ်ဖော်ပါဆန္ဒပြပါနော်အဲ့နောက်တစ်ခုကဆန္ဒထုတ်ဖော်တယ်ဆိုတာနီလန်ပေါင်းလို့ရှိတယ်အကျမ်းမဖတ်ဆန္ဒထုတ်ဖော်ခြင်းဆိုတော့နားမလဲတဲ့အသိဉာဏ်နဲ့ဒီနိုင်ငံကြီးလောကထဲမှာမင်းတို့ဘာလုပ်နေတာလဲခင်ဗျားတို့ဘာလုပ်နေတယ်ရလဲနိုင်ငံပျက်စီးတယ်ဆိုတာဒီလိုလူမျိုးတွေကြောင့်ပျက်စီးတာအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံက ဟိုဘယ်လိုခေါ်မလဲဆိုနိုင်ငံရေးလောကအသားရေးပြောင်းလဲများဟာအသိဉာဏ်တတော်နေပါလားอืมဘာမှမသိနိုင်ငံရေးအသိဉာဏ်လည်းမရှိဘူးအဲ့ခင်ဗျားဘာလုပ်နေတာလဲเนาะအဲ့တော့နတ်စကားနဲ့အကြောင်းကျွန်တော်ပြောတာเนาะအဲ့ဒီဂျိုးဆိုးဦးဘောမအဂျိုးဆိုးဦးတတိယထောက်မီဒီယာတဲ့เนาะသူနိုင်ငံရေးအကြောင်းကျွန်တော်တို့လောက်တောင်မှာမသိဘူးလို့ကျွန်တော်ဟိုတနေ့ကပြောတာเนาะအလကားပြောတာမဟုတ်ဘူးသူပြောတဲ့စကားတွေကိုနားထောင်ပြမကျွန်တော်ပြောတာ ညနာနင်းနေခမားတို့ဒီနိုင်ငံရေးအသိဉာဏ်မရှိတဲ့နီပိန်စိန်ပိန်ဘလိုခေါ်မလဲဆိုလို့ရှိရင်ဒီအသိဉာဏ်နေတဲ့သူကြောင့်နိုင်ငံပြည်စည်းတာကျွန်တော်ပြောတဲ့စကားတစ်ခုကိုအကြအနာကောက်ပြီးတော့ကျွန်တော်ကပဲနိုင်ငံကိုစူပူအောင်လုပ်နေသလိုလိုငါကိုယ်စော်ဝိုင်းနဲ့ပတ်သက်ပြီးတော့ဆန္ဒတွေထွက်ပြမယ်ဆန္ဒပြတယ်ဆိုတာကဆန္ဒပြတာခင်ဗျားတို့ဒီအခုပေါ့နော်ဟိုအသိဉာဏ်အဖြစ်ဒီပေါ့ကြောက်ရွံ့နေကြတော့ဟို ခါကြစဉ်းစားကြည့်ပါလေသူတို့ရဲ့သူတို့ကျွန်တော်နဲ့တန်းရတယ်ဘယ်လိုမှညှိလို့မရအောင်ဖြစ်တည်မှုချင်းမတူနိုင်ငံရေးသိဉဏ်ချင်းလည်းမတူကျွန်တော်ကဆန္ဒပြပါလို့ပြောလိုက်တာကလေဆန္ဒပြဆိုတာရန်ကောင်းတဲ့အလို့ဦးမင်းအောင်လိုင်းလည်းညင်းမှာမဟုတ်ဘူး NASA ကလည်းညင်းမှာမဟုတ်ဘယ်နိုင်ငံရေးနားလေတဲ့ဂူရုကမှညင်းမှာမဟုတ်ဘူးနော်ဘယ်နိုင်ငံနားလေတဲ့ဂူရုကမှညင်းမှာမဟုတ်ဘာကြောင့်လဲဆိုတော့ဆန္ဒပြရဲဆိုတာငိမ့်စုစီငိမ့်ချန်းစွာစုဝေးဆန္ဒပြခွင့်လို့ခေါ်တယ် အရန်ကိုကြက်တည်ရရှိတာဒီမိုကရေစီပြရုပ်ကိုပြတာအင်းเนาะပြီးရင်ဆန္ဒပြပြီးဟေ့ဆိုလို့ရှိရင်နံပါတ်1ပထမဦးဆုံးလောက်ကမှာပါလဲဆိုတဲ့ခါကျတော့မိမိရဲ့ဆန္ဒထုတ်ဖော်ပြသမှုတွေအားလုံးဟာစီကန်းရှိရမယ်အင်းဥပမာဖြင့်ကျွန်တော်ကဆန္ဒထုတ်ဖော်ပါလို့ပြောလို့ရှိရင်ခင်ဗျားတို့ကိုဟိုဘာလို့ဆိုလမ်းပေါ်မှာထွက်ပြီးတော့ဟိုတောင်းညံခိုင်းတာမဟုတ်ဘူးเนาะဟို27တောင်းကနီပိစီရိုက်လုခိုင်းတာမဟုတ်ဘူးအမှန်လေကျွန်တော်ကဆန္ဒထုတ်ဖော်ပါဆိုဆန္ဒထုတ်ဖော်နည်းအမျိုးမျိုးရှိတယ်เนาะ ငါပေါ့ကိုဆိုးချင်တာနဲ့ကျွန်တော်တို့အနီတွေကိုအများအားဆွဲထည့်ထည့်တာနော်ပြောင်းကြည့်က online ပေါ်မှာကိုယ့်ရဲ့နော်ဘယ်လိုဆိုမလဲဆိုတော့ကျွန်ကိုယ့်ရဲ့ဒီကိုယ့်ကိုယ့်ရဲ့ social platform လေးတွေလူတိုင်းမှာရှိကြတယ်အဲ့ social platform လေးတွေကနေကိုဖုံးလွတ်မြောက်ပါစေတော့လကောအဲဒါမှမဟုတ်ရှင်လေကိုဖုံးကိုဘလောက်သူတို့အားပေးကြနော် profile လေးတွေချိန်မိတာနော်ကိုဖုံးနဲ့ပတ်သက်ပြီးတော့ထောက်ခံကြောင်းလေးတွေပြောပေးတာနော်ဒါကလည်းဆန္ဒထုတ်ဖော်မှုတစ်ခု ဲ့လောက်တော့မှအသိဉာဏ်မရှိတဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့လူတွေကနိုင်ငံရေးပါအော်နေတာကျွန်တော်တော်တော်လေးကိုလေစိတ်ထဲမှာ အာဒီနိုင်ငံနာခဲ့တဲ့ကျွန်တော်ရင်လေးတယ်ကျွန်တော်ကျွန်တော်တော်တော်ပြုပြုပြင်အောင်မကျွန်တော်တော်ကြီးကိုတင်ကြားပေးအောင်မကျွန်တော်တော်တော်ကြီးကိုလေ့ကျင့်တင်ကြားပေးအောင်မတင်တင်ခက်တာကလည်းလူတွေကြည့်ရတဲ့အခါကျတော့တင်ကန်လေးတွေညားလာနော်ခွေးအိုမှလက်ပေးတင်လို့မရတဲ့အရွယ်တွေဖြစ်နေဒီချိန်ကျမှကျွန်တော်လက်ပေးတင်လို့ရမှာမဟုတ်ဘူးဒါမှမဟုတ်အဲကျွန်တော်တို့တက်နိုင်တဲ့များတော့ကျွန်တော်တင်ကြားပေးသွားမယ်နော်အဲ့တော့ ဒါလေးကတော့လူတိုင်းလုံနိုင်တယ်ကိုဖုံးကိုအားပေးထောက်ခံသူတွေနော်ကိုဖုံးကိုအားပေးထောက်ခံသူတွေဒီလောက်တော့လူတိုင်းမလုံနိုင်ဘူးလားနော်ဆိုရှယ်မီဒီယာလေးမှာကွန်မန့်လေးတွေကွန်မန့်လေးစာကြောင်းကြီးပေးတာပဲဖြစ်ဖြစ်ဒါကပထမနံပါတ်၁ချက်လုံနိုင်တယ်နံပါတ်၂ချက်ကစာနာထုတ်ဖို့ပြသတယ်ဆိုတာခင်ဗျားတို့ဘယ်လိုခေါ်မလဲဆိုတော့ဒီပေါ့နော် မစစ်တမှာလည်းပြုံးပြင်းလင်းပြောမယ်ဟဲ့ဆိုလို့ရှိရင်နိုင်ငံရေးအသည့်အញ្ញံရှိတဲ့သူတွေကလည်းတော်တော်နေလားမရှိဘူးစစ်တအားပေးထောက်ခံနေတဲ့သူတွေမှာလည်းနိုင်ငံရေးအသည့်အញ្ញံရှိတဲ့သူတွေတော်တော်နေလားမရှိဘူးအဲ့တော့ရှိမှာဆုံးမပြရဲဆိုတော့အရန်ကိုကောင်းတဲ့ဒီမိုကရက်တစ်ပုံမှာဆိုလို့ရှိရင် characteristic ပဲနော်ဟုတ်လားကျန်လက္ခဏာတစ်ခုပဲ ဟုတ်ပါနော်သူတို့ကအယောအရင်ကပို့ပေါ်မာတာနိုင်ငံရေးကိုတီးလို့မင်းအောင်ဆိုင်တကယ်ကောင်းလို့ထောက်ခါနာမဟုတ်ဘူးပြောင်ကြည့်ရဲ့ကြံရည်လက္ခဏာတစ်ခုဆိုတာဘာလဲဆိုလို့ရှိရင်အယုံယုံပါလောက်အောင်ဆိုရင်စနာထုတ်ထောက်ပြောင်းပို့ဖို့တော့ကိုငိမ့်စုစီတွားယူလိုက်ပါငိမ့်စုစီငိမ့်ချမ်းစွာစူဝေးစီတန်လက်လေခွင့်အဲ့လက်လေခွင့်ကဘာလဲဘာလဲဆိုတော့နေရာပါတယ်ဘယ်နေရာမှာပြမဆိုတော့နေရာပါတယ်အချိန်ပါတယ် เนาะအချိန်နေရာအကြောင်းအရာပါတယ်အဲ့တော့အကြောင်းအရာနဲ့ညီညွတ်တယ်အချိန်နဲ့ရှိတယ်နေရာလည်းရှိရဲရပါဘုံမဆိုလို့ရှိရင်လုံခြုံရေးယူပေးရမယ်အမှန်လေးဟုတ်ပြီနော်ရဲကပါလုံခြုံရေးယူယူပေးရမယ်ဆိုတော့အဲ့တော့ငိမ့်ချမ်းဆိုကျွန်တော်တို့ဘယ်ချိန်မှာဘယ်နေရာမှာစုပြီးတော့ဗျာအကျွန်တော်တို့စန္ဒာလေးထုတ်ဖို့ဆိုတာရဲစခန်းကခွေးပြလိုက်ပြီးဆိုခင်ဗျားတို့ခွေးဘယ်ခွေးတကောင်ကြောင်တမီကမှခင်ဗျားတို့ပြဿနာမရှာရဲဘူး ငင်းချတဲ့နေရာရှိပါမြန်မာနိုင်ငံမှာပြည်ဦးတွေမှာလည်းတုတ်လို့ရတယ်နော်နေပြည်တော်မှာလည်းလုပ်လို့ရတယ်ဟုတ်လားဒီလောက်အသိဉာဏ်တော်မရှိတဲ့ခမားတို့ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီနိုင်ငံရေးပါအမျိုးသားရေးပါအော်ဒီနာခမားတို့လုပ်တဲ့အမျိုးသားရေးဟာဒီနိုင်ငံဝိုင်းပြီးနှစ်နေတာအတူတူပဲအဲအကြောင်းမို့လဲခမားတို့ကိုဒီ NASA ကကလုံးဝလုံးဝဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီလိုမျိုးထူလာတာနော်နေနာလားဘာကြောင့်နေမှာနေမှာပေါ့ခင်ဗျားတို့သိနေတယ်ကောလေနည်းနည်းပဲရှိတာပေါ့နော်ဟုတ်လားအဲ့တော့ခင်ဗျားတို့အသိဉာဏ်တွေက အာနိုင်ငံကြီးလှုပ်လှောက်တဲ့အသိဉာဏ်မရှိပါဘူး။ဟေးလာဝါလာဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အာနီပိန်စိန်ပိန်ခလေးထာလေးတွေနဲ့ညံဖြစ်တယ်။နိုင်ငံကြီးဆိုနီပိန်လောက်တည်တယ်။နိုင်ငံကြီးဆိုစိန်ပိန်လောက်တည်တယ်။နိုင်ငံကြီးဆိုလို့ရှိရင်သူ့ဘက်ကိုယ့်ဘက်လောက်တည်တယ်။ကျုပ်တို့နိုင်ငံကြီးကတခြားကျုပ်နိုင်ငံကြီးကနိုင်ငံကိုကြည့်တာ။နော်။တက်မလို့ထောက်ခဲ့တဲ့နေရာမှာလဲစစ်တပ်ကိုကြည့်တာ။လူတဦးတယောက်ကိုကြည့်တာမဟုတ်ဘူး။ အဲ့တော့ခင်ဗျားတို့ကစစ်တပ်ထောက်ခံတဲ့နေရာမှာနှစ်မျိုးနှစ်စားရှိတယ်နော်အမဘောမနဲ့စစ်တပ်ဘောမဆိုတာရှိတယ်စစ်တပ်ဘောမစစ်တပ်ကြီးတစ်ခုလုံးကိုမလာခင်ဗျားတို့ကအဘဘောမဆိုတာမျိုးဟာဥမေအွန်လိုင်းတယောက်ထဲရဲ့ဘောကိုထိုင်မှနေတယ်အဲ့တော့ကိုစင်ကိုတိကိုမမောင်အနေနဲ့ခင်ဗျားတို့လည်းစစ်လည်းမညှိဘူးတန်းလည်းမညှိဘူးဘာကြောင့်လဲဆိုရှင်ခင်ဗျားတို့မှာကျွန်တော်နဲ့ညှိတော့တဲ့အခြေချင်းအစင်တန်းပါဆိုပါမှမရှိဘူးဘာကြောင့်လဲဒီလား ခင်ဗျားတို့မှာရှိတာဆိုတော့ခင်ဗျားတို့ဖြစ်တည်မှုကိုကျွန်တော်တို့နားလေတယ်။ဘာကြောင့်လဲဆိုတော့ဗျာပြည်တွင်းမှာဖြစ်တယ်နံပါတ်1ချက်ကနော်ပြည်တွင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်တပ်မှာအချိုးမပြေတဲ့ဒီဘယ်လိုခေါ်မလဲဒီအရန်ကိုပေါ့နော်ဟိုအာနာယူနေတဲ့စစ်ဘုတ်ကျုံတို့ရှိတယ်နော်စစ်ဘုတ်ကျုံတို့ရှိတယ်ရာရှိအရာကလည်းရှိတတ်တယ်ဒီရာရှိအရာကလည်းခင်ဗျားတို့ခေါင်းတွေဟာညနေနာမှာတော့ခင်ဗျားတို့မှာစစ်တပ်ကဘာပဲလုပ်လို့ ဟုတ်ကဲ့ပါနော်ကောင်းပါလေကောင်းပါကောင်းသည်ရှိမကောင်းသည်ရှိချိန်မိတ်ပြီးတော့ကောင်းမေးနေရတယ်ပေါ့ကမင်းတို့ရဲ့ဖြစ်တည်မှုကိုကျုပ်တို့နားလေတယ်ခင်ဗျားတို့သွားပြီးတော့ကလန်ကလန်ကျွန်တော်တို့မျိုးနည်းနည်းလေးပေါ့ဗျာနော်ဟိုတင်ကြားပေးကြည့်ပါလားထောက်ပြကြည့်ပါလားခင်ဗျားတို့ခါလေးချိုးရောက်သွားမှာပေါ့အဲ့တော့ခင်ဗျားတို့အစင်ကိုအစင်နဲ့ကိုနေอืมကျုပ်တို့ကကျုပ်တို့အစင်ကိုကျုပ်တို့ဆက်လက်ထင်းသိမ်းနေရမှာပဲဟုတ်ပါဘူး ကျုပ်တို့ကကျုပ်တို့အဆင့်ကိုကျုပ်တို့ထိန်းသိမ်းနားမှာဖြစ်တယ်ခင်ဗျားတို့အဆင့်ကိုကျုပ်တို့နားလည်ပြီးသားခင်ဗျားတို့အဲ့ဒီအဲဘယ်လိုပါလဲဆိုတော့ Telegram မှာရှိနေတဲ့ဒီ channel တွေ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 ခင်ဗျားတို့ကခင်ဗျားတို့ကပါလဲဆိုရှင်စစ်တပ်နဲ့စစ်တပ်ကခင်ဗျားတို့ကိုဒီလိုနေဆိုဒီလိုဇရိုက်နေဒီစကားပြောဆိုဒီလိုပြောဒီလိုမျိုးတိုက်ခိုက်ဆိုဒီလိုတိုက်ခိုက်ခင်ဗျားတို့ကဒီလိုပဲလုပ်ဆရာရှိတယ်ကျန်တာဘာမှမလုပ်နဲ့ခင်ဗျားတို့ကကျန်တဲ့ဟိုခေါ်မလဲထွန်းဖောက်မှုတွေဟိုခေါ်မလဲပြည်သူကိုလမ်းပြနိုင်တဲ့အသိဉာဏ်ခင်ဗျားတို့ကမရှိဘူးမရှိဘူးမရှိဘူးဒါကတော့အဲ့ဒီအချင်းခင်ဗျားတို့ကမရှိဘူးမရှိတဲ့အတွက်ကြောင့်မို့ခင်ဗျားတို့အဆင့်နဲ့ခင်ဗျားတို့နေကြ အကျုပ်တို့ကတော့နိုင်ငံရဲ့ရည်တရားဖြစ်တယ်ပြီးလို့ရှိရင်တက်မတော်ရဲ့ရည်တရားဖြစ်တယ်တက်မတော်ကြာရှုံးမဲ့အရေးကျွန်တော်တို့လုံးဝမကြာရှုံးဘူးတော့ကကျွန်တော်တို့အနေနဲ့ကနိုင်တဲ့ဘက်ကနေပြီးတော့အဲကျွန်တော်တို့ပံပိုးပြရမှာဖြစ်တယ်ပံပြောပြရမှာဖြစ်တယ်နော်နိုင်ငံတော်မျက်နှာကြည့်တဲ့ကြောင့်နိုင်ငံတခုလုံးပြည်သူမျက်နှာကိုကြည့်တာခမရောက်လို့ခလေးကလာနဲ့ဟာနီပိန်းကြီးဟီဟီဟီဟာစိန်ပိန်းကြီးဟာဟာဟာဆိုတဲ့ဇယိုက်ထဲမှာကျွန်တော်တို့ဆွဲမထဲတယ်နော်ဟုတ်လားအဲ့တော့ အဲကျွန်တော်ကိုအဲ့ဒီဝေဖန်မှုမြင့်တက်နေတဲ့သူတွေအားလုံးကိုလည်းကျွန်တော်လည်းဘာမှတော့မပြောချင်ဘူးအဲကျွန်တော်တို့ရဲ့နာမည်တွေပါတော့တက်ပြောခဲ့တယ်နော်တက်ပြောခဲ့တယ်ပြောလို့ပြောမှာမဟုတ်ပါဘူးဗျာဘာကြောင့်လဲဆိုတော့အဲကျွန်တော်လေးစားအကြရလောက်တော့အဲနိုင်ငံရေးအသိဉာဏ်ရှိတော့တဲ့မြန်မာပြည်မှာအတွေ့ခဲပါတယ်မတွေ့ခဲတွေ့ရှိလို့ပါနော်အဲနော်ဘာလို့တဲဆိုတော့ဘာလို့မြင်တယ်လောက်ကိုအဲ့တော့ငင်းငင်းချဲဆိုတာ ူဝေးလှက်လည်မှုလေးတော့နားမလဲတဲ့အသိဉာဏ်နဲ့ခင်ဗျားတို့နာဆာကလည်းနာဆာကလည်းခင်ဗျားတို့လူဝင်ဖြစ်ဘူးနော်ဒီလောက်မှနားမလဲလို့ရှိရင်အဲ့တော့နာဆာကအာဘီထောက်ခံနေပါလေစစ်တပ်အာဘီထောက်ခံနေတယ်ဆိုတော့လည်းခင်ဗျားတို့လူဝင်ဖြစ်သေးဘူးနော်လူဝင်ဖြစ်သေးတဲ့နိုင်ငံရေးမလုပ်ပါနဲ့နော်ငါပေါ့ကိုပြောတာလူဝင်ဖြစ်သေးတဲ့နိုင်ငံရေးမလုပ်နဲ့အဲ့တော့ကျွန်တော်ပြောတဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့ငင်းငန်းငင်းငန်းစွာနဲ့ဟဲ့လားကိုယ့်ရဲ့စန္ဒာလေးတော့အနေဆုံးထုတ်ပြဖို့တင့်တယ်သူ့ကိုချစ်တဲ့သူတွေရှိပါဆိုတော့ခင်ဗျားတို့သူ లై ခ်လွင်ကတော့ချစ်လိုက်ကြတောင်းနေတာပဲအဲ့ဒါကြက်ကြက်သူနာမည်တော့ထုတ်ထဲရောက်သွားတော့ ရှူရှူနဲ့ပုံနေသူနဲ့ရေတတူမဆောပုံဟင်းကိုချစ်တဲ့လူမရှိဦးတည်နဲ့အဲ့ဒီသူ့ရဲ့ life တွေကိုကြည့်တဲ့လူတွေကျွန်တော်တို့ကကြည့်တာနာစီးတဲ့သူနဲ့ဟုတ်လားဟုတ်ပါလားကျွန်တော်ဒီအသိဉာဏ်နဲ့ဗျာခင်ဗျားတို့အမျိုးသားကြီးတဲ့နော်ကျွန်တော်အမျိုးသားကြီးတိတ်သွားပြီအားစင်တော့သွားပြီဟုတ်ပါလားဒီအသိဉာဏ်ကစစ်တက်ထောက်ကတေချာခင်ဗျားစစ်တက်ကိုဝိုင်းဆွဲချနေတာပေါ့ကောတော့ဒီအသိဉာဏ်နဲ့မြားဗျာနော်အစိမ့်နဲ့ တိတ်ချတဲ့အစိမ့်တွေတိတ်ခါကြတယ်ခင်ဗျားတို့တွေကြောက်တာဒီလိုလူမျိုးတွေများတယ်ကြောက်ဒီနိုင်ငံပျက်စီးတာကျွန်တော်အနေနဲ့ဘာမှအဲစိတ်ထဲမကောင်းရလို့ဘာတတ်နိုင်မှာလဲကွာဟုတ်လားကိုလည်းမဝေပန်ပေးနိုင်ဘူးကိုလည်းအမှန်တရားဆိုတာလေးတောင်စိတ်စီလေးတောင်မဟရဲဘူးမဟရဲပေးရုံနဲ့ဟာပြောနေတဲ့သူတွေကိုပြန်ပြီးတော့ဝေမန်တိုက်ခိုက်မှုကြတော့ကျွန်တော်နေဒီလောက်တော့ပြန်လည်ပြီးတော့ခြေပပြောဆိုတင်ပါတယ်နော် ဂျုံမျိုးမင်းရဲ့မနေ့ကဗီဒီယိုဖိုင်ကိုဆက်နားထောင်ကြည့်ကြရအောင်နော်အရေးကြီးလို့နော်အရေးကြီးလို့ Forest Trading ကစားတယ်ဆိုတော့ပုဂ္ဂိုလ်ပေါ့နော်အဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစိတ်ဝင်စားလို့ကြည်နေတာအခုတော့ဒီနေ့တော့မဖြစ်မနေထည့်ပြောဖို့ပြောရတော့မယ်ဖြစ်လာတာပေါ့နော်အဲ့ဒါပါလဲဆိုတော့အာဒေါက်တာညင်းညီဆွေပေါ့နော်ဒေါက်တာညင်းညီဆွေနာမည်ဒေါက်တာညင်းညီဆွေပါအဲသူက Forest Trading လုပ်ပါတယ်ဘာညာဆိုပြီးတော့ လိန်နေပေါ့ဗျာအဲ့လိုဖြစ်ပြီးတော့အခုတော့နောက်ဆုံးတော့သူပျောက်နေတယ်သူပျောက်နေသူပျောက်နေသူကဘာလုပ်လဲဆိုတော့နိုင်ငံတကာ stock share နဲ့ငွေကြေးဈေးကွက်ဒီမှာ forest trading လုပ်ပါတယ်ဆိုပြီးတော့သူကလူတွေကိုသူကလိုက်ဆွဲတယ်သူနဲ့သူ့အဖွဲ့တွေပေါ့ဗျာနိုင်ငံတော်ကြီးမလူပေါင်းတောင်းနေချင်ပါဗျာတောင်းနေချင်မထောင်းနေချင်မပြီးအဲ့လူတွေစီကနေပြီးတော့သူပတ်စံနေလိုက်လိန်နေသူကအတိုး15ရယ်လုံးပြီးမယ်အတိုး15ရယ်ဘန်လီယောင်73ဘန်လီယောင်ကျွန်တော်တို့ပေးတာ8 90တော့မပေးတာဘန်လီယောင်ကျွန်တော်ပတ်စံချင်းရင်တော့73ရယ်လုံးပဲ73ရယ်တော့ပေးရတယ်သူက forest ranger ကစားတဲ့လူတွေကိုလို့မင်းတို့ကအတို15ပေးမယ်ဆိုပြီးတော့ပေးမယ်ဆိုပြီးတော့လျှောက်ပြီးတော့ပြောတာ forest ranger ပေါ့နော်တလောက်အတို15ရောင်းလို့ဆိုတာနော်နော်နော်ပတ်စံမဟုတ်ဘူးအဲ့တော့မန္တလေးမှာအဲ့လူကမန္တလေးကဒေါက်တာဒေါက်တာဒေါက်တာညီဆိုရတဲ့သူကသူနဲ့သူ့အဖွဲ့တွေကမိတ်ဆက်ပွဲလို့တဲ့ခန္ဓာရီလို့တဲ့အာစသဖြင့် share တွေခေါ်တဲ့ငွေကြေးတွေ live ဆူဆောင်းတယ်စသဖြင့်အဲ့ဒါတွေလုပ်တယ်ပေါ့လုံရင်းလုံရင်းလုံရင်းနဲ့နောက်ဆုံးမှသူ့ကိုပျောက်သွားတာပေါ့ယုတ်တဲ့အေဘလာနောက်မှရစပြီးတော့ဒေါက်တာညီဆိုရတဲ့ glassy leader ဆိုတဲ့အဖွဲ့ခေါင်းဆောင်အားလုံးပျောက်သွားတယ်ပျောက်သွားတော့အခုပြဿနာတက်ပြီတက်တော့တက်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးပွဲက စပြီပေါ့နော်စပြီဟိုနေ့ကသတင်းမီကျွန်တော်တို့သတင်းမှန်ပြကြိုက်ဂရုထဲမှာတယောက်ကဝင်မေးထားတယ်ဟိုအစိုးရတကြောင်းနဲ့ပြန်ဖြေတယ်ဒါပေါ့တော့အဲ့တော့တချို့ဟိုဒီမှာကျတော့ဒေါ်ရညီဆွေကဒီတနိုင်ကလုံးပတ်ပြီးတော့ဒီ forest trading ဆိုပြီးတော့တင်နန်းပေးသလိုလိုဟိုအလုပ်သူဒီအလုပ်သူတို့နဲ့ပြောတယ်တချို့ပြီးခဲ့ရပိုင်းကာလတွေတော့ကျွန်တော်မိတ်ဆွေတို့ကသွားပြီးတော့လိလာဘူးသေးတယ်လိလာဘူးပြီးတော့လိလာဘူးပြီးတော့ဒီကိစ္စကိုပြန်ဖြစ်ပါတယ်အဲ့ဒီကကျွန်တော်ပြောတယ်သွားပြီးတော့ဒါလိန်နေပြီလို့စလိန်တော့မယ်ဒါလိန်တော့မယ်လူလိန်တော့မယ်လို့ကျွန်တော်ပြောတယ်အခုလည်း တနင်္ဂနွေကသူ member တွေဘယ်လောက်ရှိပါလဲဘယ်လိုဖြစ်ပါလဲဆိုတော့အကုန်လုံးသူပွဲတွေခဏလေးလုပ်ပြီးလို့လေအေးမီစံအပွဲတဲကပဲဂျော်ဒီရဲ့အပွဲနော်တကယ်ကိုဟိဟန်နဲ့လိမ့်တာကျွန်တော်တို့နိုင်ငံလူတွေကလည်းစဉ်းစားကြတာပေါ့နော်ကိုပ္ပဆန်လေးရှိတယ်ပ္ပဆန်တစ်ထောင်သိတစ်ထောင်ရှိတယ်အဲ့ဒီထောင်လေးကို15ရယ်လို့တို့ဆိုတော့ငါတစ်လောက်ဘူးတော့သိ150အဲ့ sorry 15သိန်းငါရမှာပဲတစ်လောက်အလကားနေနေ15သိန်းငါအလကားရနေမယ်ငါပ္ပဆန်တစ်ထောင်လောက်ပြောက်ဘူးအဲ့မှာတခါတည်းအဲ့လိုသွားတူတာ စမိုင်းလို့ဆို350ပေါ့ sorry 350မှာရနေတော့စိတ်ကူးနေရှင်တာပေါ့ဗျာမဖြစ်နိုင်တဲ့ဟာကိုစိတ်ကူးရင်တာဟိုကဟိုလူကရှင်းရှင်းလေးသူတို့ထဲထဲပတ်သက်နေကုန်လို့အဲ့တဲ့ထက်ပြီးတာနဲ့ခင်ဗျာ AO ပြန်ပေးလိုက်ဘေးဟိုဗျာဒီပတ်သက်အစောမဲ့သူလူတွေယုံအောင်တော့ပေးနေမှာလူယုံသူပေးနေမှာနောက်ကြာလက်ခါကျတော့ပတ်သက်သိမ်းပေါင်းသိမ်းနေလဲကြီးရဲ့လောက်လစ်သွားအခုလစ်သွားပြီလစ်သွားပြီပြောလို့ရတယ်အခုလစ်သွားတော့အဲ့ပတ်သက်အလိန်ခံရပြောင်းဒီလိန်လဲခရမ်းမှုတွေနဲ့ပတ်သက်ရင်လိန်နဲ့ ခန်းသူတွေမှာသီလရှင်တွေဆရာတော်တွေတန်ဃာတော်တွေလည်းပါတယ်တခြားဒီမန်ဟိုပတ်စံတဲ့နေဟောဖြစ်တဲ့လူတွေလည်းပါတယ်အငြင်းသားတွေလည်းပါမယ်ဆက်ကြောင့်လူပေါင်းများစွာပါမယ်အဲ့တော့သူ့သူ့လိန်နဲ့လူရတဲ့ရန်ကုန်မန္တလေးတဝဲမြေကြီးနဲ့မြေကြီးပသိမ်နေပြီးတော့ဆက်ရှိမြို့ပေါင်းစွာလူတွေအိုက်ပါတယ်လူထောင်နဲ့ချီလိမ့်မယ်အဲ့လိုလိန်နေတာကြီးကိုတိတိကြီးနဲ့အလိန်ခံနေကြတဲ့လူတွေကိုလည်းကျွန်တော်တို့အံ့ဩတယ်ကျွန်တော်တို့အချိန်ချင်းပြောတယ်လူတွေကမရသင့်မရထိုက်တဲ့နှုံသားတစ်ခုထိပါအတိုးဆိုပြီးခေါင်းစဉ်တိုက်ပေးနေပြီဆိုရင်အဲ့ဒါတစ်ခုခုလောက်တော့မယ်လိန်တော့မယ်ဆိုတော့အဲ့ဒီဟာဖြစ်မှာအဲ့လူတွေက တဆန်ကိုလွယ်လွယ်ရခြင်းတွေပေါ်ပေါ်လောလောရခြင်းတွေအရန်ကိုညှော်လင့်ချက်တွေပဲပြကြတာပေါ့နော်ဆိုတော့အယုံလွယ်တယ်လောဘကြီးတယ်ကျွန်တော်ပြောတယ်အလိန်ခံလူတော်များရဲ့ပြဿနာလောဘကြီးတယ်အယုံလွယ်တယ်အဲ့ပြဿနာတော့ဖြစ်တာလောဘကြီးတယ်အယုံလွယ်တယ်ဒီနှစ်ချက်ကြောင့်ဖြစ်တာအဲ့နှစ်ချက်ကအဓိကနှစ်ချက်ပဲလောဘကြီးတယ်သူများပြဿနာမရတဲ့နိုင်ပူရခြင်းတယ်လောဘယုံတယ်အယုံလွယ်တယ်ဟိုကစကားပြောကောင်းလိုက်တာနဲ့သွားပြီးပြဿနာပုံထက်တာအဲ့လိုလုပ်တာဟာဗျအဲ့တော့တော်တော်လေးဆိုးတဲ့ကိစ္စပဲအခုအဲ့ဒေါက်တာညီဆွေကိစ္စကဒေါက်တာညီဆွေနဲ့သူ့အဖွဲ့ကိုလုံးပျောက်သွားပြီပျောက်သွားတော့ ဘယ်ပေါက်သွားတာလဲဆိုတော့မေကွန်အခုတခြားမီဒီယာတွေကရေးကြပြီးခက်သစ်တို့ဘာလို့ကိုဝိုင်းရေးပြီးကျွန်တော်ကပြီးခဲ့တဲ့နှစ်ရက်လောက်ကသတင်းမှပြန်ကြားရေးကလို့မှာပြောတယောက်ကမေးတဲ့အတွက်ကျွန်တော်ကစိတ်ဝင်စားနေကျွန်တော်ကြည့်တယ်အဲ့တဲ့ရင်တော်တော်လူတွေကအဲ့တဲ့ရင်မဖော်ပြဘူးဘူးမှလည်းမဖော်ပြဘူးကျွန်တော်လည်းမဖော်ပြဘူးကျွန်တော်ကလည်းဘာလဲဆိုတော့စောင့်ကြည့်နေရသေးတယ်ဗျဒီလူရဲ့နှစ်ဝကဘယ်ထိရောက်နေလဲဘယ်ထိပေါက်နေလဲအစိုးရကဘာတွေလုပ်နေတာလဲဆိုတော့ကျွန်တော်လည်းစောင့်ကြည့်နေရမှာလို့နည်းနည်းလေးဘာမှမပြောသေးပဲကြည့်နေတာနော်အဲ့တော့ဒီသတင်းမှပြန်ကြားရေးကလို့ထဲမှာပြီးခဲ့တဲ့အဲဒီနေ့ကဂျွန်လာ ဂျွန်လဒီနေ့ကဂျွန်လ9ရက်ဒီနေ့က9ရက်ဆိုတော့6အဲ6 5 5ရက်နေ့ပေါ့9ရက်နေ့ကျွန်တော်ဒီမှာတရားလေးပါဖြစ်ပြီမယ်9ရက်နေ့ကဖြေသွားတယ်တယောက်9ရက်နေ့ကသူတယောက်ကမေးတယ်ပြန်ဖြေသွားတယ်တယောက်ကကျွန်တော် sorry ဗျာကျွန်တော်ဒီမှာ Google ကတည်းမပြိုင်ကူလို့တိုက်ရိုက်ကြည့်နေလို့ပါတိုက်ရိုက်ကြည့်နေတာ9ရက်နေ့ကမေးမြန်းတာကဒီဒေါက်တာညီဆွေဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့ဒီပုဂ္ဂိုလ်ပေါ့နော်ဒီမှာလာပြီမေးပြီတယောက်ကမေးတယ် ဒေါက်တာညီဆွေဆိုတဲ့ပုဂ္ဂိုလ်ကတဲ့နော်အမ်မန္တလေးမဟာအမြင့်မြို့နယ်မဟာနယ်ရက်ွက်35လမ်း36လမ်းကြား83လမ်းအေမန်နေထိုင်တဲ့လူသူကလုံခဲ့3လအနေစပြီးတော့ရန်ကုန်ပြောင်းရွှေ့သွားတယ်တောက်ကလာပါမြို့နယ်မြစ်တာလမ်းမှာရှိတဲ့ကွန်ဒိုတစ်ခုမှာအခန်းကားပြီးတော့ကုမ္ပဏီရောကဖွင့်တယ်နိုင်ငံသားငွေကြီးစည်းကွက်တဲ့နိုင်ငံသားငွေကြီးတရားဝင်ရောင်းဝယ်ခြင်းတွေလုပ်ကြတယ်သူကအစုရှယ်ဝန်တွေခေါ်ယူတယ်ငွေတရားမှာ15000ရယ်15000ကျပ်နှုန်းအတိုးပေးမယ်ဆိုစီးရုံးနဲ့စုပေါင်းငွေကျပ်တန်းတရားခန့်သူရတယ်အဲဒီတန်းတရားဆိုသူက short ထားတာ တကယ်တော့များတယ်အဲ့တော့အဲ့ထက်ဝင်သားတွေအားလုံးကနိုင်ငံခြားငွေကြီးဝယ်ယူထိုင်းနိုင်ငံမှာကုန်လုံးဝယ်ရှောင်သွားတယ်စသဖြင့်သူတီးပိထားတွေ့ရတယ်အဲ့တော့ဒီလူတွေရဲ့မသိနားမလဲပါတဲ့အပေါ်မှာလိန်လည်မှုလုပ်တဲ့ဒီညီညီဆွေပေါ်မှာဘလို့ရည်ယူဆောင်ရထားပါတလေလို့သူကသတင်းမီဒီယာသမားတယောက်ကမေးတယ်မေးတော့အစိုးရကဒီအစိုးရကထုတ်ပြန်တယ်၄ရက်နေကထုတ်ပြန်တယ်အစိုးရနေရအစိုးရ၄ရက်နေမှာပြန်တုံ့ပြန်တယ်ဘလို့တုံ့ပြန်လဲဆိုတော့နော်၄ရက်နေ sorry ၅ရက်နေမှာ၄ရက်နေကမေးတယ်၅ရက်နေမှာတုံ့ပြန်တယ်ညီညီဆွေကိစ္စအမှုဖွင့်စစ်ဆေးနေပါသည်တဲ့ တခေါနဲ့ပဲပြတ်ကုန်ညီဆွေကိစ္စပုံမှန်စစ်စစ်နေပါသည်လို့ပြောတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာဒီဒေါက်တာညီဆွေဆိုတဲ့အဲ့ဒီပုဂ္ဂိုလ်ကိုတကယ်ပဲအမှုဖွင့်အရေးယူထားတယ်ဆိုရင်နိုင်ငံတော်နေနဲ့တရားရှင်းရှင်းလင်းလင်းထုတ်ပြန်ဖို့လိုတယ်မဟုတ်ရင်အဲ့လူကိုမှုမထားပါလေလို့ပြောပြီးအဲ့လူရှောင်တိန်နေတယ်ထွက်ပြေးနေတယ်ဆိုရင်ပြည်သူလူထုပတ်စံနေတိန်ပေါင်းတိန်နဲ့ချီသွားနိုင်တယ်အဲ့ငွေတွေဆုံးချုပ်တာလေအဲ့ဒါတွေကိုဘယ်သူတာဝန်ယူမှာလဲဆိုတော့လူတွေရဲ့အယုံလွယ်မှုခုနလောဘကြီးမှုတွေကတော့တပိုင်းသူတို့ရဲ့အပြစ်ဒါပေမဲ့လိန်လေသူတွေကိုအခွင့်အရေးပေးသလို အရေးမယူရတဲ့ထိုင်းအခွင့်အရေးပေးသူဖြစ်တယ်အရေးယူရတယ်ထိရောက်ရေးယူလို့တယ်အဲ့တော့အစိုးရအနေနဲ့ဒါကိုတော့ရှင်းရှင်းလင်းထုတ်ပြန်ဖို့လိုတယ်တကြောင်းလေးနဲ့တော့မပြီးဘူးဟုတ်တကြောင်းလေးနဲ့ပြီးသွားတာတကြောင်းလေးနဲ့ပြီးသွားတာမသိဘူးကြက်တညင်များကြာတာတကြောင်းလေးနဲ့ပြီးသွားတာဆိုတော့ဆိုတော့အစိုးရအနေနဲ့ရှင်းရှင်းလင်းထုတ်ပြန်ဖို့လိုတယ်ဗောနအခုအညီဆိုကိစ္စတော့ကူတာတရင်နေတက်လာပြီဖြစ်တဲ့အတွက်စောင့်ကြည့်ရမယ်ကျွန်တော်တို့တော့စောင့်ကြည့်ပါမယ်အစိုးရရဲ့ထုတ်ပြန်ချက်ကိုလည်းစောင့်ကြည့်ပါမယ်ဒီလိုမျိုးလိမ်လည်နေတဲ့သူတွေကိုအရေးယူတာထိရောက်တဲ့ပြည်ထောင်စုရေးယူလို့ဖို့လိုတယ်ပြီးတော့ ဒါမျိုးပြည်စည်တွေကမြန်မာနိုင်ငံမှာခဏခဏဖြစ်နေအရင်ကလည်းခဏတည်းအတိုင်းပဲအင်္ဂလိပ်ဘက်မှာဖြစ်သွားတာတပုံသိမ်းပေါင်းသိမ်းသိမ်းပေါင်းကိုခင်ဗျာ၄၅၆၀၀ခန်းတော့မှကလိန်သွားတယ်လို့ကတော့အများကြီးဖြစ်တာလေအဲ့ပြည်စည်တွေအများကြီးဖြစ်တယ်ပြည်သူလူထုအနေနဲ့လည်းစကားပြောကောင်းပြီးတော့ဟိုအမျက်ဆုံးတွေဘလို့ရတယ်ဘာညာပြောနေပြီဆိုရင်မယုံကြနဲ့ forest trading လို့ဘာလို့ညာရှောက်ပြောအဲ့မယုံကြပါနဲ့ဘာလို့မရတဲ့နဲ့ပတ်စံတဲ့ပူပေးနေတယ်ဆိုတာအဲ့ဒါမဟုတ်ဘူးမယူသားဘူးဆိုတော့အဲ့လောက်တော့ အသိဉာဏ်လေးရှိကြဖို့လိုပါတယ်။တော့ကလည်းသိမကြည့်ကြပါနဲ့လို့လည်းတိုက်တွန်းချင်တယ်။ဒါဒါကတော့ဒေါက်တာညီကြီးဆွေဆိုသောပုဂ္ဂိုလ်တယောက်နဲ့ပတ်သက်ပြီးပြောတာပါနော်။